ကဲကျွန်တော်တို့ထုံးစံတိုင်းရင်ကုန်ပြောရှင်ဒါရော့ဘီကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တပတ်တာခုနှစ်သားသမီးကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အပတ်စဉ်ကျွန်တော်တို့လမ်းညွှန်ဟောကြားနေကြလဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့ခုနှစ်ရက်ဇွန်လ2025စနေနေ့အထိတပတ်တာအတွင်းတနင်္ဂနွေသားသမီးတွေကံကြမ္မာအခြေအနေလေးကိုကြည့်လိုက်ကြရအောင်ဗျာကတနင်္ဂနွေသားသမီးတွေကံကြမ္မာဖြစ်ပါတယ် အဲ့တော့ဒီနေ့ကလေးသားသမီးတွေကတော့ဒီဘက်မှာဆိုရင်မြုပ်နေတာတွေပြန်ပေါ်ပြီးတော့ပြန်ပေါ်တာတွေမြုပ်သွားမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုတွေမြုပ်မလဲဟလာဝင်မဲ့ရရရှိတဲ့ငွေတွေကเนาะမရတဲ့ငွေတွေပြန်ပြီးတော့ရလာမယ်ပြန်ပေါ်လာမယ်เนาะရရတဲ့ငွေတွေကလည်းအကုန်ကြเนาะကုန်ကြအဲ့တော့တစ်ဖက်ကရမယ်တစ်ဖက်ကကုန်မယ်တစ်ဖက်ကရမယ်တစ်ဖက်ကကုန်မယ်ဆိုတဲ့ဟာမျိုးပေါ့ ဲ့တော့အဆက်အသွယ်ပြတ်တောက်နေတဲ့သူတွေနဲ့အဆက်အသွယ်ပြန်ချိတ်မိပြီးတော့လက်ရှိအဆက်အသွယ်ရှိနေတဲ့သူတွေနဲ့အဆက်အသွယ်ပြတ်သွားတာအခေါ်ပြောမလို့တော့တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာအာယင်းကြီးရဲ့ဆွေမျိုးမိတ်ဆွေတွေအပေါင်းအသင်းတွေကိုယ့်ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာဘသူပဲဟွာတော့ကိုဝင်ရနေတယ်ဟလာကလေးမွေးတယ်ဆိုတဲ့သတင်းစကားကိုကြားရသိရမြင်ရရင်တော့ကံကောင်းပြီလို့နားလည်ပါအဲ့တော့ဒီတပတ်မှာစက်တူလုပ်ငန်းတွေเนาะအကျိုးပေးတဲ့ဖြစ်ပါတယ် အဲ့တော့စတုလုပ်ငန်းနော်အသူလည်းအကျိုးရှိကိုလည်းအကျိုးရှိဆိုတဲ့လုံးတွေအကျိုးပေးမယ်ကောင်းတယ်အလားတူပဲဒီတစ်ပတ်မှာကောင်းသောခီးတွေကြုံမယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ချင်းပြအောင်ပြင်မယ်အဲ့တော့ကိုပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့အရောင်းဝယ်တွေကိုပိုင်လုပ်ငန်းတွေတိတိတသာတိုးတက်မှုလေးတွေပြလာမယ်ဟလာကိုမလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုကောင်းစွာကြော်လွားနိုင်မဲ့တပတ်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေမှာအဆင်မပြေတဲ့ကိစ္စတွေကိုဒီတစ်ပတ်မှာပြန်လုပ်ချင်းပြအဆင်ပြေမယ်လူငယ်များဖို့ချစ်သူကြီးစားတဲ့တွေရတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့အစမပြေတဲ့ချစ်သူကြီးစားဇုံတွဲတွေပြန်လဲအစမပြေဖို့ရအလားလာရှိတယ်အခြေအနေပတ်သက်ပျော်ရွှင်ရမယ်ဆိုတဲ့တပတ်တာဖြစ်တယ်ကျမ်းမကြီးမကောင်းလို့ခြူကြပြီးအဲ့ရတဲ့လဲနေတဲ့မိဆွေတွေရှိရင်တော့ဒီတပတ်တာမှာကျမ်းမကြီးတည်တည်တသာပြန်ကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကတော့ဆိုင်ကနာယုံကနေဖွင့်မယ်အလုတ်သွားချောင်းမယ်အင်တာဗျူးပြင်မယ်အခြားသောအရေးကြီးကိစ္စတွေကိုစီမံဆောင်ရွက်မယ်ဆိုရင်ဆောင်ရွက်ဖို့တင့်တဲ့ကံကောင်းတဲ့နော်လှုပ်တင့်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကြီးရဲ့ကြံစီထားတာလေးတွေကိုဒီတပတ်တာမှာအကောင်နဲ့ပေါ်ခြင်းဖြစ်အောင်မြင်နိုင်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်။အဲ့ ဘလို့ပင်ပြုတ်ပါသေးဒီတစ်ပတ်ကတော့ကံကောင်းနေတဲ့တစ်ပတ်ဒါလို့အနှစ်ချုပ်ပါပဲပြောလို့ရတယ်ဒီတစ်ပတ်ကံကောင်းလက်ရှိကဏ္ဍဒီ6ကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းဒီအဖြူရောင်ပါတနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ